စက်တမ28ရက်ညပိုင်းကအီဂွေရောတမရဒန်နီယယ်နိုဘိုအားဦးဆောင်လာတဲ့လူသားချင်းစာနာထောက်ပံ့ရေးရင်တန်းချုံခိုတိုက်ခိုက်ခံခဲ့ရပြီး စစ်သား18ဦးကိုတစားကန်လောက်ပြန်ပြီးဆွေးသွားတယ်လို့အစိုးရပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ခဲ့ပါတယ်။ဒီရင်တန်းမှာကုလသမဂ္ဂနဲ့ဥရောပတန်တမန်တွေလည်းလိုက်ပါလာကြပြီးနိုင်ငံတော်သပိတ်ကာလအတွင်းဘေးသင့်အရက်တွေကိုအကူအညီတွေတွားရောက်ပေးဖို့စဉ်လူပေါင်း350နီးပါးကဓာတ်စီပလင်းပုံနေနဲ့ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အင်ဘာဘူရာပြည်နယ်မှာရှိတဲ့ကိုတာကာချီမြို့လေးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြန်ပြီးဆွဲသွားတဲ့စစ်သား18ဦးရှိတဲ့နေရာကိုမသိရသေးဘူးလို့အစိုးရပြောခွင့်ရဟာရာမီယိုကပြောပါရတယ်။ လောင်စာစီစီအလွန်မြင့်တက်နေမှုကြောင့်နိုင်ငံတော်စုပိုးနေပြီးလောင်စာစီထောက်ပံ့ကြေးတွေရှော့ချလိုက်မှုအတွက်အီကွေဒေါနိုင်ငံရဲ့အကြီးဆုံးဌာနတိုင်းရင်းသားအခွင့်အရေးအဖွဲ့ကတပိတ်ကိုဦးဆောင်နေတာဖြစ်ပြီးဆန္ဒပြမှုတွေအတွင်းတိုင်းရင်းသားတအူးပြစ်သက်ခံရမှုအတွက်တရားမျှတမှုနဲ့အယောအစားပြန်လိုချင်တယ်လို့၎င်းအဖွဲ့ကတောင်းဆိုနေပါတယ်။အစိုးရရှိနေုံကလည်းစစ်ဆေးပေးမယ်လို့တုံ့ပြန်ထားပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက်အိတ်လိုမိုကွန်ရက်မှာသမရနိုဘိုအားက၎င်းရင်တန်းမှာပါတဲ့ကားရီရဲ့လေကာမှန်နဲ့ပဒင်းပေါက်မှန်တွေပျက်စီးသွားပုံတွေကိုဓာတ်ပုံတွေတင်ခဲ့ပါဗျာ။ သူတို့ကနိုင်ငံတိုးတက်မှုကိုစန့်ကျင်ပြီးအကြမ်းဖက်မှုကိုရွေးချယ်လိုက်တာပဲနိုင်ငံကိုနှုတ်ပြန်ဆွဲဖို့တော့မဖြစ်နိုင်ဘူးလို့သမရကပို့စ်မှာရေးသားခဲ့ပါတယ်။သမရအဆိုအရ၎င်းနဲ့အတူအီတလီတန်အမတ်နဲ့ဗာတီကန်ထိပ်ပိုင်းတန်တမတ်တအူ UN နဲ့ EU ကိုယ်စားလှယ်တွေလည်းလိုက်ပါလာကြပါတယ်။တိုက်ခိုက်မှုအတွင်းစစ်သား12ဦးဒဏ်ရာရခဲ့တယ်လို့လည်းအီကွေဒေါ်စစ်တပ်ကထုတ်ပြန်ခဲ့ပြီးခြုံခိုတိုက်ခိုက်သူတွေကိုအကြမ်းဖက်အဖွဲ့လို့ခေါ်ဝေါ်ခဲ့ပါတယ်။အခုလိုလုပ်ရက်တွေကဒီတိုင်းပြီးသွားမှာမဟုတ်ဘူးလို့လည်းစစ်တပ်ကသတိပေးခဲ့ပါတယ်။ အစိုးရပြောခွင့်ရသူကလည်းချုံခိုတိုက်ခိုက်သူတွေကအီကွေရွန်လူတို့ကိုကိုစားမပြုဘဲရာဇဝတ်သားတွေသာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်ဝန်တည်ငြိမ်မှုရှိစေဖို့သမရနူဘိုအားကစက်တမ26ရက်မှာအီကွေရွန်ပြည်နယ်24ခုအနက်8ခုမှာအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီပြည်နယ်8ခုတွေကမှ9ခုမှာညမထွက်ရအမိန့်ပါကြေညာထားပါတယ်။